ကော်မာလီရဲ့အလောင်းဟာပုတ်ပြီးတော့အယိုးကြောင်တောင်ဖြစ်နေပြီဖြစ်ပါလေ။ဒါပေမဲ့တနားစရာမိခင်ကြီးကတော့သမီးဖြစ်သူတည်သွားတာကိုလက်မခံနိုင်သေးပါဘူး။သူမဟာသမီးဖြစ်သူကိုဇွန်းကန်ပြီးတော့အဆက်မပြတ်ထမင်းကျွေးနေပါလေ။ထမင်းတွေကအကွဲချောင်းတွေကနေပြန်ပြီးပြုတ်ကျနေတာတော့မှသူမဟာအယိုးကြောင်ရဲ့မိကိုပုတ်ပြီးတော့ဖယ်ပြလိုက်သေးတယ်။သမီးလေးကထမင်းတွေမျိုးချနိုင်ဖို့မျှော်လင့်နေပါလေ။ဒီလိုစိတ်ဆင်းရဲစရာကောင်းတဲ့မြင်ကွင်းကိုဘသူပဲတူတူဝမ်းနဲ့ကြည်ကွဲမိစေမှာပါ။ဒါပေမဲ့အမေတယောက်အနေနဲ့တော့သူမကဒီလိုမျိုးပဲစိတ်သက်သာရရှာနေရတယ်။ ဒီလိုမိမကြီးသူ့ကိုယ်သူနှိမ့်ဆက်နေတာကိုမြင်တော့ထပ်ပြီးမခံနိုင်တော့တဲ့လာလာဟာသူမရဲ့တပီးကတည်သွားပြီဆိုတာကိုသတိပေးလိုက်တယ်။သူမသဘောတူပြီးအလောင်းကိုမြင်မြို့ဖို့မျှော်လင့်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးစကားကသူမကိုဒေါသထွက်စီပါတယ်။သူမမျက်လုံးထဲမှာကောင်မလေးကအခြားသူတွေနဲ့မတူဘူး။နေမကောင်းဖြစ်နေုံပဲတယ်။မိမကြီးကတမီဖြစ်သူကိုကောင်းကောင်းကယူမဆန်းနိုင်ခဲ့လို့ကိုကိုကိုအဆက်မပြတ်အပြစ်တင်နေပါတော့တယ်။ ြည်ရတာသတိပေးလဲမရတော့ဘူးထင်နေလှလှလဲနောက်လဲပြီးတော့မမောင်းကိုကူပြီးတော့မိမကြီးကိုဆွဲခေါ်သွားခိုင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့ဒီလိုလုပ်တာဟာမိမကြီးကိုပိုစိတ်ထုတ်သွားစေပါလေ။မိမကြီးကယုံလို့မရတော့မမောင်းရဲ့လက်ကောက်ဝက်ကိုတေးအောင်ကပ်ပလိုက်တယ်။မမောင်းလဲနာကျင်လာပြီးတော့မိမကြီးကိုတွန်းထုတ်လိုက်တယ်။ဒါပေမဲ့မိမကြီးဟာနောက်ထပ်တစ်ခေါက်ကိုက်ဖို့လုပ်ပါတော့တယ်။ဘာမှမသိရတဲ့အချိန်မှာမိမကြီးကသူရှိကဒီကောင်လေးဟာသူ့သမီးအမောဆုံးလူလို့ထင်သွားပါလေ။မိမကြီးကသူ့နေသူဟန်နဲ့သမီးရဲ့အတွက်ထောသားနဲ့ပြန်ချီပပေးနေကြတယ်။ စိတ်ထဲမှာဘာပြစ်မှမရှိတဲ့အတွက်လှလှကလက်မလျှော့ကျင်ခဲ့ပါဘူး။ဒါပေမဲ့မမောင်ကတော့ထပ်ပြီးတော့သွားမဆန်းရတော့ဘူး။မမောင်ကရဲရဲကိုဖုန်းဆက်ပြီးအကြောင်းကြားလိုက်ပါတယ်။ယူသွားတဲ့မိမကြီးဟာစိတ်ကြမ်းမရေးစီယုံကိုအပို့ခံလိုက်ရတယ်။လှလှနဲ့မမောင်လည်းကမာလီရဲ့စာပနာအတွက်စပြီးပြင်ဆင်ပါတော့တယ်။အလောင်းချတဲ့နေမှာပဲရဲကမိမကြီးကိုတွန်းပြီးတော့တုတ်တန်ကိုရောက်လာတယ်။အဲဒီအချိန်တုန်းကသူမရဲ့စိတ်အခြေအနေကတည်ငြိမ်နေပါတယ်။ဒါပေမဲ့အုတ်ခုဘော်ကသမီးဖြစ်သူရဲ့ပုံကိုတွေးလိုက်ရတော့ချက်ချင်းပဲယူသွားတယ်။ ။သူမဟာသမီးဖြစ်သူရဲ့နာမည်ကိုရောသားတကြီးနဲ့ဩခေါ်လိုက်ပါတယ်။ခန္ဓာကိုယ်ကလည်းအဆက်မပြတ်လှောက်ခါပြီးတော့ယုံမာတော့တယ်။ရဲသားနှစ်ယောက်ကလည်းသူမကိုဖိထားဖို့မလွယ်ကူနေပါဘူး။မမောင်ကတစ်ချက်လဲကြည့်လိုက်တော့ရုတ်တရက်လန့်သွားတယ်။ကောင်မလေးရဲ့ရောသားထွက်နေတဲ့မျက်နှာကပေါ်လာပါတယ်။သူကိုတည်ရင်ကကောက်မတည်ရပါစေနဲ့လို့ကြောက်စရာကောင်းစွာချိန်ဆနေပါတယ်။အရင်ရက်တုန်းကညံ့တဲ့အချိန်မှာမမောင်ကဖုန်းတကောကင်ခဲ့ပါတယ်ဖုန်းဆက်တဲ့သူကသူတငယ်ချင်းကြော်ကြီးပဲဖြစ်ပါတယ် ကြော်ကြီးကအလန့်တကြားနဲ့သူတည်ရဲတွေးတယ်ဆိုပြီးတော့ပြောပါတယ်။ပြီးတော့အဲ့ဒီတည်ရဲကကောင်းမလေးဖြစ်နေပါတယ်။ကြော်ကြီးတော်ပြောလို့မဆုံးသေးဘူး။ကောင်းမလေးကသူ့ရှိကိုရောက်လာတယ်။တစ်စက္ကန့်ကြာတော့သူ့ရဲ့ရင်ပတ်တွေကိုထိုးပေါက်ပြီးတော့နှလုံးသားကိုနှိုင်လိုက်ပါတယ်။မမောင်ကလည်းဒီလိုမျိုးသူတငယ်ချင်းနာကျင်စွာအုံငိုပြီးတော့တည်သွားတဲ့ထီကိုကြားနေရတယ်။အဲ့ဒီအချိန်မှာကောင်းမလေးကဖုန်းကိုဆက်ကင်လိုက်ပါတယ်။သူမကငါနင်းကိုစောင်းနေတယ်ဆိုတဲ့စကားတခုမဲ့ပြောတယ်။ကောင်မလေးရဲ့ဒီစကားဟာတပ်ဖို့အလဲကြားလာတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်။ မမောင်ကကြောင်နေပြီးတော့အချိန်တော်ကြအောင်ပြန်တည်မဝင်နိုင်ဖြစ်နေပါလေ။ယောက်ျားဖြစ်သူရဲ့ပုံစံကိုတွေ့ပြီးလှလာဟာသူမကိုအမှန်တိုင်းပြောပြခိုင်းပါတော့။လက်ဆက်သက်တော့မမောင်နဲ့ကောင်မလေးဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကဓာတ်ပုံကလပ်တစ်ခုမှာတီးခဲ့ကြတာဖြစ်ပါတယ်။ကောင်မလေးကသူ့ရဲ့မော်ဒယ်လုပ်ခဲ့ပါတယ်။ဒါပေမဲ့မထင်ထားတာက၃လကောက်လောက်လှုပ်လှုပ်ပြီးတဲ့နောက်မှာတော့ကောင်မလေးကနူးညံ့ကျင်နာတဲ့ပုံပေါ်တဲ့မမောင်ကိုချစ်မိသွားပါတယ်။ ဒါပေမဲ့ကောင်မလေးနဲ့ကအလို့သဘောရဆက်ဆံရေးဖြစ်တဲ့အတွက်ကြောင့်မမောင်ဟာသူနဲ့ကောင်မလေးကလက်ထပ်ဖို့အထိစကားပြောဖို့မဖြစ်နိုင်ဘူးဆိုတာလုံးဝသိနေပါတယ်။ဒါပေမဲ့သူကကောင်မလေးကိုအစကတည်းကလုံးဝအပြတ်မငင်ခဲ့ပါဘူး။ပြီးတော့တခြားလုံးမှလည်းကောင်မလေးနဲ့မရေမရာဆက်ဆံရေးပုံစံနေခဲ့ပါလေ။သူဟာလှလှနဲ့လက်ထပ်တော့မဲ့အချိန်ရောက်မှလမ်းခွဲစကားပြောပြီးရှင်တော်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကောင်မလေးကအရန်ကိုချစ်မိနေပြီဖြစ်ပါလေ။လုံးဝလက်မခံနိုင်ဘူး။သူမကအမြဲလိုလိုမမောင်းကိုလာရှာပြီးတော့ချိန်ချောက်တာပါလေ။ မမောင်သာအခြားတယောက်နဲ့လက်ထပ်ခဲ့မယ်ဆိုရင်တော့မင်္ဂလာဆောင်ကိုလာဖြတ်မယ်လို့လည်းပြောပါရယ်ဒီလိုနဲ့ပဲမင်္ဂလာမဆောင်ခင်အရှိတညာမှာမမောင်ကတငယ်ချင်းတွေနဲ့အတူဆွေးနွေးပါရယ်ကြော်ကြီးတို့တောင်ယောက်ဟာဒီပြဿနာကိုသူတို့ကူပြီးဖြေရှင်းပေးမယ်လို့အမခံတယ်ဆိုပြီးရင်မက်ပုတ်ပြလိုက်ကြသည်ရယ်ဒါပေမဲ့ဘလို့ဖြေရှင်းလိုက်ကြလဲဆိုတာကိုတော့သူမသိပါဘူးမထင်တာပဲအချိန်တစ်ခုကြာတော့ကာမာလီကတည်ပြီးဆိုတဲ့သတင်းကိုပဲကြားလိုက်ရတယ် ပိုပြီးမထင်ထားတာကတနေ့ကြာတော့သူတငယ်ချင်း၃ယောက်လုံးကထူးဆန်းစွာနဲ့တေကုန်ကြပါလေ။မမောင်းရဲစက်ကြောင်ကိုနားထောင်ပြီးတဲ့နောက်မှာတော့တလာကကြော်ကြီးတို့၃ယောက်ဟာကမာလေးကိုနာကြည့်အောင်တေချာပါလုပ်ခဲ့တယ်လို့ခံမှန်းလိုက်ပါလေ။တလာဟာသူတို့တေရတဲ့အကြောင်းရင်းကိုလုံးဝရှင်းရှင်းလင်းလင်းသိရအောင်လို့ကြော်ကြီးမတေခင်ကရှိခဲ့တဲ့အခန်းကိုရောက်လာခဲ့ပါလေ။အဲဒီမှာအမှန်တကယ်ကိုကြောက်စရာကောင်းတဲ့ဖြစ်ရပ်ကိုရှာတွေ့သွားပါလေ။ဒီတပ်ပုံတွေကိုကြည်ုံနေတဲ့ကောင်မလေးကအဲ့ဒီအချိန်တုန်းကဘလောက်တောင်အကူအညီမဲနေမလဲဆိုတာကိုလုံးဝခံစားကြည့်လို့ရတယ်။ ဖေမင်းကလေးမဆိုဒီလိုကိစ္စရမျိုးဖြစ်ခဲ့ရင်လုံးဝလက်ခံနိုင်မှာမဟုတ်ပါဘူး။ကောင်မလေးကတည်ရဲ့ဖြစ်ပြီးသူတို့ကိုအလို့မပေးတာမအံ့ဩတော့ပါဘူး။ဒါကသူတို့နဲ့တန်တဲ့တုတ်ပြန်မှုပဲ ရုတ်တရက်စိတ်ထဲမှာကြောက်စရာကောင်းတဲ့အထွေတစ်ခုဝင်လာပါတယ်။လလာကနောက်တစ်ခေါက်ဓာတ်ပုံတွေကိုဓာတ်ပုံချင်းစီအမြန်ရှာကြည့်လိုက်တယ်။ဓာတ်ပုံထဲမှာမမမရှိတာတည်ကြပြီလားဆိုတော့အတီးပြုတ်ပြီးတဲ့နောက်မှာတော့လလာစေးလေးအေးနဲ့တက်ပြင်းချလိုက်တော့တယ်။ဒါပေမဲ့သူမကဆိုးသွားတဲ့အသေးစိတ်တစ်ခုကိုတော့မေ့သွားပါတယ်။အခုကြည့်နေတဲ့လူကြီးမင်းရောဘလို့တွေးမိလိုက်ပါလဲ။လလာကတော့ကြော်ကြီးနဲ့အခြားသူတွေကမမောင်ကိုဒီလိုမျိုးရုံးမာတဲ့လုပ်ရမျိုးလုပ်ပြီးတစ္ဆာဖောက်ကြရဲဆိုပြီးအပြစ်တင်မိပါတယ်။ဒေါသတကြီးနဲ့အိမ်ပြန်လာပြီးမမောင်ကိုပြန်ပြောပြလိုက်တယ်။ဒါပေမဲ့မမောင်ကဓာတ်ပုံကိုတွေးတော့ချက်ချင်းထိတ်လန့်သွားတယ်။ ဒါတွေကိုဘယ်ကရှာတွေ့ခဲ့တာလဲဆိုပြီးရောင်းပြီးတော့မေးမိသွားပါတယ်။လလဟာအခုမှပဲမမောင်ကဒါတွေကိုတစ်ချောင်းလုံးတီးနေခဲ့တယ်ဆိုတာကိုသိလိုက်ရတော့တယ်။ဘာလို့သူကိုလင်ရတာလဲဆိုပြီးဒေါသထွက်သွားတယ်။ကောင်မလေးကျင်နေအောင်ထိဆုံးသွားတဲ့တငယ်ချင်းအတွက်အဖက်ဆဲကဲတင်မှုလိန်ပြောခဲ့တာဖြစ်တယ်လို့ပြောလိုက်တယ်။အခုချိန်ထိလုပ်ခဲ့တဲ့အရာတွေကိုလလဘာမှထပ်မပြောနိုင်တော့ဘူး။အခုအရေးကြီးဆုံးကကောင်မလေးလာရှာမှာကိုပဲ။ဘာဖြစ်လို့ကောင်မလေးကမမောင်ကိုပါအလွတ်မပေးရတာလဲလို့မေးလိုက်တယ်။ တချိန်တည်းမှာပဲသူကတည်သွားတဲ့သူတငယ်ချင်းရဲ့အဖြစ်တွေအတွက်ပြန်ပေးဆက်ဖို့တခုခုလှုပ်ချင်ခဲ့ပါတယ်။နှစ်လရဲ့အားပေးမှုနဲ့သူတို့ကကောင်မလေးရဲ့နေရဲ့အိမ်ကိုရောက်လာကြတယ်။အဲလိုနဲ့ပထမတော့ကမြင်ကွင်းကဖြစ်လာတော့တာပါပဲ။ဒါပေမဲ့ဒီခီးစင်ကအလဟတ်တက်မဖြစ်ခဲ့ပါဘူး။ ကောင်မလေးကိုတတိချာချာတကြိုပေးခဲ့ပါတယ်။လှလဟာကောင်မလေးကလုံအောင်ခွင့်လွှတ်နိုင်ပြီးတော့စိတ်သက်သာရရပြီးနောင်ဘွားကိုကူးနိုင်မယ်လို့တေချာပေါက်ထင်လိုက်ပါတယ်။ဒါပေမဲ့မထင်ထားပဲမမောင်ကကောင်မလေးကိုနောက်တစ်ခေါက်တွေးလိုက်ရတယ်။အဲဒီနောက်လှလလုံအောင်ဆိတ်ရှုပ်သွားတယ်။သူကတကယ်ကိုစဉ်းစားလို့ကိုနားမနေတော့ဘူး။ကောင်မလေးကိုမကောင်းကျန်တဲ့နေရာမှာမမောင်ကမပါခဲ့ဘူးဆိုရင်တော့မှကောင်မလေးကဘာလို့သူ့ကိုအမြင်လဲချောင်းနေရတာလဲ။မဟုတ်မှလွဲရောသူမလို့ရသေးတဲ့အရာတစ်ခုခုများရှိနေသေးလို့လား။ အပြင်းပြင်းအလှလှန်စဉ်းစားပြီးတဲ့နောက်မှာတော့လှလာကကောင်မလေးအုတ်ကူစီကိုသွားပြီးတော့ရှင်းရှင်းလင်းလင်းမေးဖို့ဆုံးဖြတ်လိုက်တယ်။ဒီတစ်ခါမှလှလာဟာကောင်မလေးကိုကြော်ကြီးတို့တုံယောင်ကိုစားယူသားစွာနဲ့တောင်းပန်လိုက်တယ်။နောက်တော့မမောင်ကိုဘာအကြောင်းပြချက်မှမရှိဘဲစိတ်မဆိုးသင့်ပါဘူးလို့ပြောလိုက်တယ်။နောက်ဆုံးအနေနဲ့သူမကဓာတ်ပုံအတွဲလိုက်ကိုနှိုက်ထုတ်လိုက်ပြီးတော့စကားအချို့ပြောလိုက်တယ်။ကောင်မလေးဒီဓာတ်ပုံတွေကမင်းရဲ့အတိတ်ကမကောင်းချန်ခံခဲ့ရတာတွေနဲ့နာကျင်မှုတွေအလုံးကိုကိုစားပြုနေတယ်။အခုတော့ငါမင်းကိုစားဓာတ်တွေအလုံးကိုမီရှို့ပြီးမယ်။မင်းကမမောင်ကိုထပ်လာမရှို့ဖို့မျှော်လင့်ပါတယ်။ အတိတ်ကနာကြီးစရာတွေအားလုံးကနေလွတ်မြောက်နိုင်ပါစေလူပြန်ဝင်စားပြီးတဖန်ပြန်လည်ပွားသေးစားနိုင်ပါစေဆိုပြီးပြောလိုပြီးတာနဲ့လှလားကမိစာညှိလိုက်တယ်။ဒါပေမဲ့ထူဆန်တာကသူဘလို့ပဲမီးရှို့နေပါစေဓာတ်ပုံကလုံးဝပြတ်မစည်းသွားဘူး။လှလားလည်းမရတဲ့အဆုံးဓာတ်ပုံကိုယူပြီးတော့နေရာဆုံးတိချကြည့်လိုက်တယ်။နောက်ဆုံးမှာတော့ခြံလက်မထားသင့်တဲ့အဓိကအချက်ကိုစဉ်းစားမိသွားတယ်။ဒီဓာတ်ပုံတွေကိုရိုက်တဲ့သူဟာလက်ဆက်သက်တော့ကာမာလေးမကောင်းချက်ခံရတာမမောလက်ချက်ပဲဖြစ်နေပါလေ။ တကယ်တော့မမောင်ကတဖက်ကသူ့ကိုအရန်ချစ်တဲ့ကောင်မလေးကိုမကောင်းချံဖို့အတွက်တငယ်ချင်းတွေကိုတိုက်တွန်းခဲ့တာဖြစ်ပါလေ။ဒါအပြင်ဂျင်းတန်းနေတဲ့မျက်နှာထားနဲ့ဒါရီအလုံးကိုမှတ်တမ်းတင်နေပါသေးတယ်။မမောင်ကထွက်မသွားခင်မှာသူ့မိင်္ဂလာဆောင်ကိုဖျက်ဆီးရရင်ဖျက်ဆီးကြည့်ဒီတပ်ပုံတွေကိုအများတိအောင်လုပ်ပြမယ်လို့ချင်းချောက်သွားပါသေးတယ်။နောက်ဆုံးမှာတော့အမှန်တရားတွေအလုံးပေါ်ထွက်လာခဲ့ပါလေ။တလာကမျက်စိရှိကဓာတ်ပုံတွေကိုကြည့်ပြီးမထိနိုင်တော့ဘဲမျက်ရည်တွေကျလာပါလေ။ သူယုံကြည်ရတဲ့သူယောက်ျားကလူယုံမတကောင် ဖြစ်နေတာကိုလုံးဝလက်မခံနိုင်ဘူးဖြစ်နေပါတယ်။ဒရေးဆန်တွေထထောင်ပို့ဆိုတဲ့အရှက်မဲတဲ့လုံရက်ကိုသူဘလို့များလုံရက်နိုင်ခဲ့တာလေ။ပြီးတော့လူယုံမမမောင်းနဲ့ပြန်ပေးဆရာမဲ့အချိန်ရောက်လာတဲ့အခါမှာကောင်မလေးကသူ့အသက်ကိုလိုချင်တာမဟုတ်ဘူးဆိုရင်တော့သူ့ရဲ့တဘွားလုံးမှာသူ့စိတ်ထဲကစိတ်ဝိညာဉ်ဆိုးတွေရဲ့ထိန်ချုပ်မှုကနေလွတ်မြောက်နိုင်မှာမဟုတ်ဘူး။သူလည်းကောင်မလေးစီဖြစ်ဖြစ်ချင်းသွားလိုက်တယ်။လှလကောင်းလဲပြီးကြည်လိုက်တဲ့အချိန်မှာမမောင်းကငတုံဖြစ်နေပြီ။ကောင်မလေးကိုသူ့ဘေးမှာကြိုက်တလို့ကစားခွင့်ပြုလိုက်တယ်။တရက်သေးလင်မယားပြင်းအောင်နှစ်တရာမမေ့နိုင်ပါဘူး။ ကျင်းလာတဲ့လှလာဟာမမောင်းကိုဆွလို့ခြင်းမရှိခဲ့ပါဘူး။ကောင်မလေးဟာမမောင်းကအပြစ်ကင်းစင်တဲ့လှလာကိုဆက်ပြီးဝင်တော်ဝင်မှုဖြစ်စီတာကိုရက်ကြီးမနေနိုင်တော့ဘူးထင်ပါတယ်။လှလာထွက်သွားတဲ့အချိန်ပိုင်းလေးမှာအခွင့်တရားရသွားတယ်။ကောင်မလေးကမမောင်းကိုသူ့ဘေးကိုခေါ်လိုက်ပါတယ်။နောက်တော့သူ့ကိုဖြည်းဖြည်းချင်းရေထဲကိုနှင်လိုက်ပါတယ်။မဖြစ်ဘူး။မမောင်းမမောင်းပြန်လာခဲ့။မဖြစ်ဘူး။မဖြစ်ဘူး။ရေထဲမစော်နဲ့။